ပေါင်မှာအစီများနေတဲ့ပြုံတွေတို့အထုသဖြင့်ပေါင်ဘေးမှာအစီများပြီးတော့ပေါင်ဘေးထွက်နေတဲ့ပြုံတွေတို့ရှိလားအင်္ဂလာပါတီချင်တော့ပါဒီကနေ့မမကပေါင်ဘေးအစီများတဲ့ပြုံတွေတို့အတွက်အိမ်မာနေအရွယ်တကူလိုက်ကစားလို့ရမယ်လေ့ကျင့်ငန်းတစ်မျိုးကိုဝေမျှပေးထားပါတယ်ဒီလေ့ကျင့်ငန်းလေးကိုကစားမယ်ဆိုရင်မရုခန္ဓာကိုယ်လေးရတစောင်းအနေထားလေးမှာအိပ်ပေးလိုက်ပါအောက်ကခြေထောက်ကလေးကိုဝေထားပြီးမယ်ကိုယ်ဆော့မဲ့ခြေထောက်ကလေးကိုဆန်မယ်ဆန်ပြီးသွားရင်ခြေပြားလေးကိုမရုကအဖြောင့်တိုင်းလေးပဲထားပေးရမယ်အဲ့အနေထားကနေပေါင်ဘေးညရာကို ုံးပြုပြီးတော့ခြေထောက်ကလေးကိုအထက်အောက်ပဲပေးရမှာဖြစ်ပါတယ်။အဖက်ကိုအကျိန်20၊ဘညာမတစ်ကြော့လိုသတ်မှတ်ပြီးတော့စုစုပေါင်း3ကြော့ကစားပေးလို့ရပါတယ်။အပတ်မှာ3ရက်လောက်ကစားပေးလို့ရရင်နော်။လေးချင်ငယ်လေးကပေါင်ပေးအစီများတဲ့ပြုံမီတို့လိုက်ပါကစားဖို့တမမကဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကပြုံမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံမီတို့အတွက်အကျိုးရှိစေမယ့်လေးချင်ငယ်လေးနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုစုံထီအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရယ်နော်။